thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဝန်းတုံမြို့နယ်နန်းခမ်းရွာကိုစစ်တပ်ကလင်းရင်နဲ့နှစ်ကျင်းပုံကျင်းချမှုကလင်းငင်များပါဝင်ပြည်သူ20ကျော်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝန်းတုံမြို့နယ်နန်းခမ်းရွာကိုအကြံဖတ်စစ်တပ်ကလင်းရင်နဲ့နှစ်ကျင်းပုံကျင်းတိုက်ခိုက်ရာကလင်းငင်များပါဝင်ပြည်သူ20ကျော်တိစုံကြောင်းကနေဦးသိရတယ်လို့ Calling Info မှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။ AB လ9ရက်နေ့နေ့လယ်3နာရီကမှဝန်းတုံမြို့နယ်နန်းခမ်းရွာကျိုးတောင်နန်းခမ်းကိုအကြံဖတ်စစ်တပ်ကဂျပ် က်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအလာတူဒီကနေ့ညနေ6:00နာရီကမှလည်းနန်းခန့်ရွာကိုကျန်းဖတ်စတက်ကထပ်မံပြီးလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကျန်းဖတ်စတက်ရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွင်ကလေးငယ်များပါဝင်ပြည်သူ20ကျော်တည်ဆုံးတယ်လို့ကနဦးသိရပြီးတည်ဆုံးသူအရေအတွက်အတီးကြာကိုထပ်မံစုံစမ်းနေစဉ်ဖြစ်ကြောင်းသိရပါတယ်။ပြည်သူတွေထိခိုက်တည်ဆုံးမှုရှိပါတယ်။အခုကနဦးသိရတာကလူ20ကျော်တည်ဆုံးတယ်လို့သိရပါတယ်။အရေအတွက်အတီးကြာကိုတော့ထပ်မံသိရှိနိုင်ဖို့အတီးပြုနေပါတယ်လို့ Calling Info မှာတာဝန်ရှိသူတအုပ်ကပြော ြောကြားခဲ့ပါတယ်။ဇလက်ပြီးတော်လိုင်းတက်တွေတင်ပိုက်ထားတဲ့မြို့66မြို့ရှိလာတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ချင်းညီနောင်းနဲ့မဟာမိတ်တက်တွေကချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကိုအပီးသက်တင်ပိုက်ပြီးဖလန်းမြို့နယ်တမြို့နယ်လုံးစစ်ကောင်စီကင်းစင်သွားပြီလို့အပီလာကိုရည်နီမှာကြေညာလိုက်ပါတယ်။ဒါကြောင့်ຫນွေဦးတော်လိုင်းကြီးမှာတော်လိုင်းတက်တွေတင်ပိုက်ထားတဲ့မြို့ပေါင်းအနည်းဆုံး66မြို့ရှိလာပြီဖြစ်ပါတယ်။ချင်းညီနောင်းနဲ့တော်လိုင်းတက်တွေက2024နိုဝင်ဘာ9ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ရဲ့နောက်ဆုံးကြံနဲ့ခလာရ 2068ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။လက်နက်ခရင်တွေအများပြားရခဲ့ပါတယ်။ဒေါ်လိုင်းတက်တွေကခလာရ268ကို AB 9ရက်ကလေးကသိမ်းပိုင်နိုင်ခဲ့ပြီးမြေမြင်းရှင်းလင်းလက်ဆတ်တပ်ပြီး AB 9ရက်မှာချင်းညီနောင်ကအောင်ပွဲသတင်းကိုကြီးညာခဲ့တာဖြစ်ပါတယ်။ ဒီလပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကမိုးပြင်းမြို့ကိုပြန်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါတယ် MND နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့လာရှုမြို့ကိုတရုတ်နိုင်ငံရဲ့ဖိအားပေးမှုနဲ့ MND ကစစ်ကောင်စီကို AB တတိယဘက်မှမြို့ပေါ်ရက်ွက်တွေကိုပြန်လွှဲပေးရမယ်ဆိုတဲ့သတင်းတွေလည်းကြေပြန့်စွာထွက်ပေါ်နေပါတယ်တဖက်မှာ KIA ကဗမော်မြို့ကိုအပိသက်သိမ်းပိုင်နိုင်ဖို့စစ်တပ်ရဲ့လက်ကျန်တန်ရင်တွေတန်ရင်ဌာနချုပ်တွေစကန်တွေထိုးစစ်ဆင်နေသလိုကရင်နီပူပေါင်းတပ်တွေကလည်းပေါ်လခင်မြို့ကစစ်တပ်စကန်တွေတန်ရင်တွေကိုထိုးစစ် စင်နေတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမြန်မာနိုင်ငံသို့ပြန်လာစစ်မှုထမ်းစဉ်ဤစတင်စည်းရုံးကစစ်မှုရန်ပြက်ကွက်သူများကိုအမြင့်ပြတဲ့ဝရမ်းပြည်ကျင်းညာဖို့အစဉ်များစွာထားရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမဲပေါက်သူပြည်ပရောက်မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စည်းရုံးတဲ့နီလန်းကိုအတုံးပြုမှာဖြစ်ပြီးပြက်ကွက်သူတွေကိုအမြင့်ပြတဲ့ဝရမ်းပြည်ကျင်းညာဖို့အစဉ်များစွာထားရှိကြောင်းရန်ကုန်တိုင်းမြို့နယ်စစ်မှုရန်ဆင့်ခေါ် းဖွဲ့ဝင်တောင်းကပြောပါရယ်အခုမလအတွင်မြို့နယ်ရက်ကွက်နယ်ကျေးရွာတွေမှာသကောင်စင်ကိုအခြေခံပြီးလူငယ်တွေကိုကိုရိုင်းတော်၎င်းမိဘတွေကတော်၎င်းကိုစားစစ်မှုထမ်းခိုင်းဖို့မဲနိုင်ခိုင်းနေကြောင်းအဲ့ဒီလိုမဲနိုင်ခိုင်းတဲ့လူငယ်များစီးရင်မှာပြည်ပရောက်လူငယ်များအားလုံးကိုလည်းထည့်သွင်းထားကြောင်းပြည်ပရောက်မြန်မာလူငယ်များကိုစားမိဘသို့မဟုတ်ဆွေမျိုးတအူကလာရောက်မဲနိုင်ရမှာဖြစ်ပြီးတကယ်လို့မလာရောက်ပါကသက်ဆိုင်ရာမြို့နယ်ရက်ကွက်နယ်ကျေးရွာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဝင်များကကိုစားမဲနိုင်ကြရမှာဖြစ်ကြောင်း၂၀၂၄ 2019နှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှ35နှစ်အတွင်းလူငယ်များအားလုံးစစ်မှုထမ်းမဲနိုင်ဖို့အကြံဝင်ကြောင်းသိရပါတယ်။ ငွေကြေးချင်းချောက်တောင်းတာတွေမတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျွတ်ရက်ကွက်နဲ့ကျင်းရွာလုံးကျွတ်မဲလိုက်ပြီးမဲပေါက်သူကိုပဲစစ်မှုထမ်းစင်ကော်ရစ်စနစ်ကိုစတုံးနေပါတယ်။တကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှ35နှစ်အတွင်းမြည်သည့်လူငယ်မျိုးသားမစိုးမဲနိုင်ခိုင်းပါတယ်။ပြည်ပရောက်လူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စင်ရင်မှပါဝင်ပါတယ်။ပြည်တွင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ရမယ်မရှိရင်တော့မိဘဒါမှမဟုတ်ဆွေမျိုးတအူကမဲလာနိုင်လို့ရတယ်။တကယ်လို့ဘသူကမှမဲလာမနိုင်ဘူးဆိုရင်တက်ဆိုင် ာရက်ကွက်ကြီးရွာစစ်မှုရန်စင့်ခေါ်ရေးဖွဲ့ဝင်တို့ကမလာရောက်သူအတွက်ကိုစားမဲနိုင်ပြီးမှဖြစ်တဲ့မဲပေါက်သွားရင်လည်းအင်ကိုအကြောင်းကြားမှဖြစ်တယ်လို့မြို့နယ်စစ်မှုရန်စင့်ခေါ်ရေးဖွဲ့ဝင်တို့ကပြောပါတယ်။တကောင်စင်းကိုအခြေခံပြီးစစ်မှုထမ်းရမယ်လူငယ်များစီရင်ကိုပြုစုမဲနိုင်ခိုင်ခြင်းဖြစ်လို့ပြည်ပရောက်မြန်မာလူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စီရင်မှာအကြောင်းဝင်ကြောင်းပြည်ပရောက်မြန်မာလူငယ်များနဲ့ပတ်သက်ပြီးအမိမြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စီယုံရင်နီလန်းဖြင့်ဆောင်ရွက်ဖို့တက်ဆိုင်ရာစစ်မှုရန်စင့်ခေါ်ရေးဖွဲ့ကညွှန်ကြားထားကြောင်းသိရပါတယ်။ပြည်ပရောက်မြန်မာလူ ူငယ်တွေတဲကစစ်မှုထမ်းဖို့မဲပေါင်ရင်အဲ့ဒီလူငယ်ကိုမိဘဒါမှမဟုတ်ဆွေမျိုးတွေကအကြောင်းကြားခိုင်းနေပြည်ပရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုထမ်းဖို့အဆင်ပြေမလဲသူအဆင်ပြေမဲ့အချိန်တခုကိုစောင့်ဆိုင်ပြရမယ်ဒါကတစ်ချက်နောက်တစ်ချက်ကတော့တကယ်လို့ပြည်ပရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူးမိသားစုစာဝယ်နေရတဲ့သူကိုပဲမိခိုနေရရင်မိသားစုတွေမှာဘယ်သူကပြည်ပရောက်လူငယ်ကိုစားစစ်မှုထမ်းပေးနိုင်မလဲဒီလိုမျိုးနဲ့လေအဆင်ပြေအောင်လုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ပြည်ပရောက်လူငယ်ကလည်းပြန်မလာနိုင်ဘူးမိသားစုတွေမှာလည်း ကိုစားစစ်မှုထမ်းပေးမဲ့သူမရှိဘူးဆိုရင်နီးစပ်ရာဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကကိုစားစစ်မှုထမ်းပေးမဲ့သူရှိသလားရှာပင်းရင်လည်းအစားတို့စစ်မှုထမ်းလို့ရအောင်စီစဉ်ပြီးမယ်ကျွန်တော်တို့ကတော့စီယုံရင်နီးလန်းနဲ့ပဲသွားဖို့ညွှန်ကြားချက်ပေးပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် ဒီပါရောက်မြန်မာလူငယ်များစစ်မှုထမ်းစေဖို့အတွက်စီယုံကြီးနီလန်းနဲ့အပြုသဘောဆောင်ရွက်မှဖြစ်တော်လဲကိုစားစစ်မှုထမ်းရှာဖွေမပေးနိုင်ရင်တက်ဆိုင်ရမိပါနဲ့ဆွေမျိုးတွေပေါ်ဖီအားများရှိမှဖြစ်ကြောင်းစစ်မှုမထမ်းနဲ့ပြည်ပရောက်လူငယ်တွေရဲ့မိဘဆွေမျိုးများကိုပြည်သူစစ်မှုထမ်းဥပဒေအရအရေးယူနိုင်ကြောင်းဒါအပြင်စစ်မှုထမ်းဖို့ပြက်ကွက်တဲ့ပြည်ပရောက်မြန်မာလူငယ်တွေကိုလည်းအမြင်ပြည့်စင်ရင်တွင်ချင်းပြည်သူစစ်မှုထမ်းဥပဒေအရတရားစွဲပြီးဝရမ်းပြည့်စင်ရင်တွင်ချင်းနိုင်ငံကူးလက်မှတ်တက်တန်းတို့ပိတ်ပင်ခြင်းပါဝင်အရေးယူမှုများစွာလှုပ်ဆောင်မှဖြစ်ကြောင်းသိရပါတယ်စစ်က ောင်စီကအခုမလဆန်ပိုင်းကစပြီးနိုင်ငံတော်မှာလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့အတွက်အစုလိုက်အပြုံလိုက်မဲနိုင်ပွဲများကိုဇက်တိုင်ကျင်းပလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောက်ကြီးမြို့နယ်နဲ့ပုံနေကျုံမြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပြည်သူလေးဦးသေဆုံးပြီးတန်ကားတော်တပါးကလေးငယ်များအပါအဝင်၁၈ဦးထဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်တပ်ကလေးငယ်နဲ့ပုံကျဲခြင်းလက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းတို့ကြောင့်တန်ကားတော်တပါးနဲ့ကလေးငယ်များအပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။မလနဲ့ 25ရက်နေ့ကြောက်ကြီးမြို့နယ်စင်အိုးလာချင်းရွာမှာစစ်တပ်က drone နဲ့တလိုင်းခင်ချင်းရွာတွေကိုပုံကျဲခဲ့ရာတလိုင်းခင်ချင်းရွာကိုစစ်ပီးရှောင်လာရောက်နေထိုင်ကြတဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒဏ်ရာရရှိသူများမှာ အသက်30အရွယ်နော်မူတာအသက်9နှစ်အရွယ်နော်အကဖော်အသက်1နှစ်အရွယ်နော်မူကလည်းဖော်တို့ဒဏ်ရာရရှိကြောင်းနေအိမ်တလုံးနဲ့ပြသခဲ့ကြောင်းသိရပါတယ်။ဒါပြင်မလ25ရက်နေ့မနက်9:35မိနစ်ချင်းစစ်ကောင်စီလက်ကထိညပဲကလို့တို့မီလာ ဘုံသုံးလုံးကျဲချခဲ့ရာနေအိမ်စည်းဆိုင်တံများမိလောင်ပြက်စီခဲ့ကြောင်းအဲ့ဒီနေ့နေ့လယ်၁၂နာရီမိနစ်၂၀ချိန်တောင်ပူကျင်းရွာကိုစစ်တပ်ကပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အလားတူမလ၂၄ရက်နေ့ညနေ၃နာရီ၄၅မိနစ်ချိန်စစ်တပ်ကလင်းရင်နဲ့အင်တိုင်းကုန်းကျင်းရွာနဲ့လင်းပင်ကျင်းရွာကြားကိုဘုံကျဲပစ်ခတ်ရာတံကတော့ဦးဆန္နာပေါ်သားရဲ့ညာဘက်လက်မောင်းပြတ်ထွက်သွားခဲ့ကြောင်း နွား6កောင်ထိခိုက်ဒေဆုံးခဲ့ကြောင်းသိရပါတယ်ထို့အတူမလ24ရက်နေ့နေ့လယ်3:30မိနစ်20ချိန်ခလာရ264တရင်က120မမတလုံးပြခတ်ရာ အနောက်ကျောက်စရဲ့ကျင်းရွာတွေကိုကြာရောက်ပါကွယ်ပြီးနေအိမ်တလုံးထိမှန်ပြစီခဲ့ကြောင်းသိရပါတယ်။အဲဒီလိုရခိုင်ပြည်ပုံနယ်ကျုံမြို့နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်စစ်ဘေးရှောင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်တရင်အရင်းမြစ်တွေကပြောပါတယ်။မလ၂၅ရက်နေ့ည9နာရီချိန်ပုံနယ်ကျုံမြို့နယ်အောင်ပြူပင်ရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲရစစ်ဘေးရှောင်ပြည်သူ၃ဦးသေဆုံးကြောင်း၁၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတိဆောင်းသူများမှာပုံနဲ့ကျုံမျိုးလက်ကုံးပြင်ရက်ွက်မှာ အောင်ဖြူပြင်ရွာမှာစစ်ပေးရှောင်းအသက်53နှစ်ဦးတန်းမောင်ဇနီးအသက်55နှစ်တော်မကြီးအသက်19နှစ်အရွယ်ဦးမောင်တန်းနိုင်နဲ့အသက်25နှစ်အရွယ်ကိုရဲလင်းစိုးလို့ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အသက်2နှစ်နဲ့အသက်15နှစ်အကြားကလေးငယ်5ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း14ဦးတန်းရာရရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။